ဒါကြောင့်အဲ့ဒီလိုမရွေးရဘူးအမျိုးသားဆိုရင်အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးတဲ့အဲ့ဒီလိုရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်မေတ္တာစိတ်ကိုလေ့ကျင့်ပေးရမယ်အဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်အစပထမဘာလုပ်ဖို့လိုလဲ နိုင်ရှင်မှုဟာအမြဲတမ်းအရေးကြီးတယ်။မြန်မာလူပြောရင်ဗမာလူမျိုးတွေပြောတဲ့စကားကိုချင်းစာတရားဆိုတာမရှိဘူးလား။ရှိတယ်။ကိုချင်းစာတရားထားတတ်ဖို့အတွက်ကိုကုတ်ကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုကုတ်မေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲ။ ဆိုပါတော့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောကြနာလားသို့မဟုတ်ချမ်းသာပါစေလို့ပြောကြနေပြောကြနာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောကြနာလားတစ်ခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရချမ်းသာပါစေလို့ပြောပြောချမ်းသာပါစေလို့ပြောပြောအရခတ်သိမ်းမှာအဆင်ပြေပါစေလို့ပြောပြောအောင်မြင်ကြီးပွားပါစေလို့ပြောပြောဘာနဲ့ပြောပြောပေါ့ အဲ့ဒီအတွေးလေးကိုထုတ်ပုဂ္ဂိုလ်ပေါ်မှာပြောရမယ်။ဆိုပါစို့ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ခဲ့ခြင်း၊မိန်းကလေးဆိုမိန်းကလေးတန်ခဲ့ခြင်းပေါ့။ကိုကိတရား friend တွေအများတယ်။ girlfriend, boyfriend အဲကိုအကူယောက်ျားလေးဆိုယောက်ျားလေးတန်ခဲ့ခြင်းကိုယူမိန်းကလေးဆိုမိန်းကလေးတန်ခဲ့ခြင်းယူ ရွေးပြီးတဲ့အခါကိုတယောက်တည်းနေတဲ့အချိန်လေးမှာထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်းကိုရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့အဲစိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာကျဉ်းနူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့ ေးအစင်ထာဝရပြုံးနိုင်ပါစေချမ်းသာပါစေကြံပါပါစေရှင်လန်းပါစေကိုလိုချင်တဲ့စကလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလေးဖြစ်နေအောင် repetition လုပ်တာခေါ်ထပ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 ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်တခြင်းဆိုတဲ့အခါ repeat တွေပေါ်တော့မဟုတ်လားထပ်ကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်အေးတဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာ